င်မျိုးပိုင်မရှိဘူးဒီအင်းရဲ့ရှင်သခင်မငါပဲနှစ်သမီးကမလိမ်ပါလို့ငါဆုံးမှာပြီးဘူးမင်းမင်းလားတကယ်ရှန်ကုန်းပြီပိုကြိုက်တာပေါင်းပေါင်းဟနှုတ်ရလွယ်လေစွားကြတော့နည်းနည်းဟွာရှိုးကပိုကောင်းပါရှိုးကတော့ငြိမ်မြင့်တာပေါ့အားနဲ့ပြောမယ်မယ်လို့ဒီကဖဲရိုက်စားဖြစ်အောင်မနော်အဲပြောပါတယ်ဘာပြောပရိသတ်ကအခုဘာပြောအဲ့လိုအဲ့လိုသတိတရားတစ်ခုတည်းနဲ့ပြောနေရောကပြောနေရတဲ့အရွယ်ဖြစ်သွားပြီပေါ့နော်တက်ကြီးလာတော့လေอืม ဖေးရိုက်တက်တယ်ဆိုတော့တယောက်ဆောင်တယောက်နေနဲ့ကအားလုံးတက်ထားတာအကောင်းဆုံးမှာဒါဟိုမျိုးကဟိုဒါကိုတယောက်ဆောင်မလို့ဖေးရိုက်တက်တယ်လို့တော့ပြောတာမဟုတ်ဘူးဒါပေမဲ့တယောက်ဆောင်တယောက်နေနဲ့ကရေကူးတာအဲအားကစားမှာဆိုရေကူးတာဖြစ်ဖြစ်မြင်းစီရဖြစ်ဖြစ်နောက်ဆိုလေလောတာကားမောင်းတာစိုက်ကယ်စီးတာတစ်ပင်တက်တာဟိုအရင်ခေတ်ကဆိုရင်တနက်ပြစ်တာเนาะအားလုံးတက်ထားတာတယောက်ဆောင်တယောက်နေနဲ့အကောင်းဆုံးမှာ ဲ့ခါကျတော့ဟိုကိုကတထားတယ်ဆိုလို့ရှင်ကာရက်တာတစ်ခုခုမှာကကိုအတွက်သူများလည်းဝင်ပြီးတော့ဦးကိုလည်းအဲ့အချိန်မှာစိတ်ပစ္စည်းမှုမရှိဘူးပေါ့နော်ရိုက်တက်တဖဲတကယ်ရှန်ကုန်ပြီပိုကြိုက်တာပေါ့ပေါ့ဟာနှုတ်ရလွယ်လေဆွားကြတော့နည်းနည်းဟွာရှိုးကပိုကောင်းပါရှိုးကကြောင့်ငြိမ်မြင့်တာပေါ့အဲ့နပြောမယ်မယ်လို့ဒီကဖဲရိုက်စားဖြစ်အောင်မနော်ဒါပြောပါတယ်ဘာပြောပြိတက်ကအခုဘာပြောအဲ့လိုအဲ့လိုသတိတရားတစ်ခုတ်တရားနဲ့ပြောနေရောကပျော်နေရတဲ့အရွယ်ဖြစ်သွားပြီပေါ့နော်တက်ကြီးလာတော့လေอืม ရှင်လောချစ်တဲ့သူကတော့ဘာလို့လို့ချစ်နေရပါပဲမုန်းတဲ့သူကတော့ဘယ်လိုပဲနေနေလည်းမုန်းနေမှာပါပဲအဲ့တော့အမြင်ကက်အမှန်မကက်အမှန်လို့ရှိပါအောင်ကိုကတော့အပျော်စီချင်တာပဲပေါ့နော်မပျော်တော့လည်းမတက်နိုင်ဘူးအော်ပိုင်ကြီးဟာကစီးစိန်ဆိုတဲ့ပန်ကင်းကြီးဟာဟာနဲ့ငါ့သမီးရဲ့အဲ့လိုပဲချစ်စရာဒါဆက်ကြည့်ကြပါဆက်ကြည့်မှပြေထွက်လာလိုက်မယ်ပေါ့နော်အဲတခါကြလို့ရှိရင်အမကဘာသင်ငန်းစာပေးစင်တာလဲဆိုတော့ အော်ရာကြတဲ့ကိုချစ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်မစွန့်စားတတ်တဲ့ဟာပေါ့နော်မစွန့်စားတတ်တာဘာလဲဆိုတော့သူကအရင်ချစ်ပြီးတော့မှသူကတိတ်တိတ်ပုံယူထားတာဒီမှာတော့ကြည့်လိုက်တော့မရငယ်ပေါ့နော်အဲ့လိုမရငယ်ဆိုတော့ဒါကိုဇက်ကိုလှုပ်စီပါတိတ်တိတ်ပုံယူထားပြီးမှသူကလေးနှစ်ယောက်တောင်မွေးထားတာနော်နောက်ကြမှအဲ့လိုမျိုးအိမ်မော်ရောက်လာတာပေါ့နော်ဆိုတဲ့ခါကျတော့ဟိုနောက်ကြမှအဲ့လိုခေါ်မလဲအသက်ကြီးမှယူလိုက်တဲ့နောက်ရင်နောက်လည်းမဟုတ်တလို့အဲ့ဘယ်လိုခေါ်မလဲဟိုဘယ်လိုဟို တကယ်ကဒီယောက်ျားတယောက်ကိုသူချစ်ပြီးတော့ဖြစ်လာပြီးတော့မှသူယူပြီးတော့မှလည်းကလေးကနှစ်ယောက်တောင်မွေးသွားတာလေနော်ပြီးတော့မှတာနောက်ဆက်တွဲဖြစ်လာတဲ့ဟာပေါ့အဲ့တော့ဘာလဲဆိုတော့ကို့ဘလောက်ပဲချစ်ပါတယ်ပြောပြောဒီ तू ကဟိုဘယ်လိုသူ့ရဲ့အခြေအနေကြောင်းကြောင်းကြောင်းဖွက်ထားခဲ့ရတဲ့ခါကျတော့နောက်ဆုံးမှ तू က तू လည်းဆိုးသွမ်းတဲ့မိမဖြစ်လာတယ်မိခင်ဟိုတာသမီးတွေအတွက်ဟိုပေးချင်တယ်ဆိုပေမဲ့လည်းဆိုးတဲ့မိခင်ဖြစ်တာကလေးတွေကလည်းဆိုးလာတာပေါ့နော်အဓိကကကျတော့အချစ်တစ်ခုအတွက်နဲ့အဲ့လိုမျိုးနောက်ကွယ်တိတ်လေးမမွေးသင့်ဘူးမမွေးသင့်ဘူးကလေး မယူသေးဘူးမမနောက်ကမှတိတ်တိတ်လေးမမွေးသေးဘူးမယူသေးဘူးပေါ့နော်ဒါဘခင်မျိုးပိုင်မရှိဘူးဒီအင်းရဲ့ရှင်သခင်မငါပဲနှစ်သမီးကမလိမ်ပါလို့ငါဆုံးမှာပြီးဘူးမျိုးအမြဲပြောသူမျိုးကဘယ်တော့မှ ပါလဲတခါမှဘာမှမမြိုက်ဘူးကိုယ်လည်းလာရရင်ခံမှာမဟုတ်ဘူးเนาะဒါကတော့ဟိုဘလို့တယောက်ဆောင် YouTube ပြီးတော့အပြန်လန်မူကောင်းကိုရိုက်တဲ့လူတွေကိုလည်းလေးစားပါတယ်ကိုကတော့မရိုက်ဘဲနဲ့မူရတယ်မူရတာပေါ့เนาะဘာလို့ရိုက်ရင်ဘာဆက်လို့ဆက်လို့တော့မမဟုတ်တော့သေးကြဘာလို့အဲ့ရိုက်ခံရခံစားချက်ကိုမကြိုက်ဘူးငငယ်တုန်းကလည်းအားရိုက်ခံခဲ့ရပြီလေအိမ်မှာအမေနဲ့မိနဲ့ရေးလဲကျွေးတဲ့ခါကျတော့အဲ့ရိုက်ကိုလည်းသူများကိုမရိုက်ချင်တယ်လို့ပြောဘလို့ခေါ်မလဲ သူတို့ကကလေးတွေကိုယ်ထက်ပူစုတက်ပါတယ်ဆိုတော့အဲ့ဒီဟိုကတော့ဟိုအသွားလာပါညာအဲ့ဒါတော့ရှိရပါဘူးကျွန်တော်တော့ဘူးမမြိုက်ပါဘူးဒီနေ့ဒီနောက်လဲရိုက်ဖို့အစီအစဉ်မရှိပါဟိုအရင်တော့အစ်စ်တွေတည်းရိုက်ခဲ့တဲ့အချိန်တော့မှဦးဦးညီနဲ့ရိုက်ခဲ့တဲ့အချိန်တော့မှဦးညီကရိုက်ခိုင်းမှမျိုးမရအောင် ကိုကကိုကကိုအဲ့လိုမျိုးမဖြစ်ချင်တာပေါ့နော်ဆိုတော့ဇက်ပေါ်တစ္ဆာမရှိရတော့မဟုတ်ဘူးဒါပေမဲ့အကောင့်တူအောင်တော့လုတ်လုတ်ထားတယ်ဆိုကိုမျိုးရဲ့ပိုင်းရိုက်ချက်တွေကြည့်လိုက်အားရမှာပါဟောက်သူကငါအတွက်မျိုးတိတ်ထားတာတွေတိမ်ငယ်ခဲ့ရတာတွေအများကြီးပဲ အမေမရှိပြီမကျွန်တော်ရှက်တယ်အမေခန်းနေလာကန်လန်လဲဇက်ကောင်းနဲ့ကိုနဲ့လိုက်ဖတ်တယ်ကိုသမီးကလည်းကိုနဲ့အရင်မကွာနေဘူးပေါ့နော်မကွာဘူးဆိုတာလေဟို personality ရရောဇက်သဘောရရောဇက်ကြောင်းရရောဥမာပေါ့အဲ့လိုမျိုးမကွာဘူးဆိုရင်တော့ရိုက်ပါတယ်ပြီးတော့အဓိကကဘာလဲဆိုတော့ဟိုဘယ်ဟာပဲရိုက်ရိုက်ဟို တခုခုတော့ကြမ်းပဲနော်အမှုပညာကြမ်းကြမ်းမကြမ်းပတ်စံတော့ကြမ်းမှာပါလေနော်ဆိုတော့အဲ့ခါကျတော့ဒါကတော့ကိုယ့်ရဲ့အတမွေးအကြောင်းလေးဖြစ်တဲ့အတွက်ရိုက်ပါတယ်ဟိုဇက်ကောင်းဘောကတော့အဓိကဦးစားပေးတာပေါ့ဇက်လက်ကောင်းပဲဝင်ငွေလက်ကောင်းအောင်ပါပေါ့နော်ဟုတ်ဒါဆိုကားစီဝေးလည်းဈေးကြီးရယ်လေရှူတင်ရလည်းရံဝေးငငယ်တော့လို့လို့ဘောက်ထော်တို့ဟိုတင်ငန်းကျုံတို့မဟုတ်တော့ဘူးလေခုကဟိုမြောက်တကုံတွေတကုံရှိတွေရောက်သွားတဲ့ခါကျတော့ကားစီကကားရလည်းစီအုပ်တတာဆိုတဲ့ခါကျတော့လေအဲ့လိုတော့ ဒီရွယ်မှာကြတော့ဗောဟို investment လုပ်ရတဲ့ရွယ်မဟုတ်တော့ဘူးမိသားစုပြန်ကြည့်ရတဲ့ဟာကြတော့ဟိုအရင် you might လုပ်ရတာလုပ်လို့မရတော့ဒါတရားနဲ့ကိုယ့်တမွေးကြောင့်ဖြစ်တဲ့ခါကြတော့အားလုံးခြံပြီးလို့ရှင်လဲကိုယ့်တွေလဲဈေးကြီးလဲကျန်တဲ့ဟာမှာပဲရိုက်လို့ရမှာဗောနော်အဲမနိုင်တဲ့ဝင်နေကုန်ပြစ်ချထားရတယ်အဲ့လိုမျိုးဟိုဗောရှိတင်ရှိကြိုက်တဲ့လောဘပဲရှိတယ်အာပြီးတဲ့ခါကြတော့လူတွေကိုယ့်ကိုဘယ်လိုမြင်လဲဆိုတာဟိုအရင်ကြီးကြည့်ခဲ့ပြီးတော့ပြင်ပန်းခဲ့ရတဲ့ကာလတွေကြော့ဖြတ်ပြီးွားရတဲ့အချိန်မှာဗောကိုယ့်ကိုယ်ကိုပဲအာ အဓိကကိုကိုကိုပြန်ပြန်ကြည့်ရင်မှန်အောင်လို့ပဲစူးစမ်းပြီးနေတယ်အဲ့ရတော့အဓိကတော့အဲ့ဒါကလည်းကိုကိုမှန်လားမမှန်လားဆိုတော့တရားတရားနဲ့ပဲရှင်ထိုးပြီးတော့ရှိလို့ရတာပေါ့နော်ဆိုတော့လူဆိုတော့အမားတော့မကင်းဘူးဒါပေမဲ့လူတွေကဟိုကိုလိုဖော်မလဲကိုကိုအကြောင်းကိုကိုထပ်သူမပုံမသိနိုင်အောင်လေနော်ဆိုတော့အဲ့ခါမှာကိုအကြောင်းကိုတေချာမသိတဲ့လူကိုပြောနေရဟောင်းနာကျင်ခံစားနေရရင်ကိုပဲပြန်လဲအဲ့တော့လွတ်ချတဲ့နာလွတ်ချရဲပြီးရခါကျရင်ကိုလက်ရှိဘဝမှာကိုပြောတယ်အဲကိုကိုကိုချစ်တယ်မျိုးက ကတ်ဆိုတာနဲ့မပါတော့ဘူးအလုံးတည်ရမျိုးကြောင့်အော်တခါတော့ပါဘူးအသားနဲ့ပထမဆုံးခွဲတဲ့အချိန်ပေါ့နော်အဲ့ဒီချိန်ကငိုတဲ့အချိန်မှာအဲ့လိုအဲ့တခါတော့ဖြစ်တယ်ဒါပေမဲ့ကျန်တာကတော့မျိုးကအဲ့လိုဒီ character အိမ်ဘယ်တော့မှမပါဘူးပြီးတော့ပြန်ကြည့်တဲ့အချိန်မှာလည်းအဲ့ဇယုံနဲ့ပြန်မကြည့်ဘူးဆိုတော့ဟိုဘယ်လိုပုံလဲအဲ့ရဲ့ character အိမ်ထိပါသွားတယ်လို့ တလာလုံး on ထားရတယ်လို့တနှစ်ပတ်လုံး on ထားရတယ်လို့စီရီမပြီးမချင် on ထားရတယ်ရွှေချင်မပြီးကြ on အဲ့မှမျိုးမပါမျိုးကကြတော့ဒီကမှရိုက်တဲ့အချိန်မှာတော့အဲ့ character ရှိမယ်အဲ့ရကတ်ဆိုတာနဲ့မပါတော့ပြီးသွားရင်မရှိပါဘူးအဲ့လိုပေါ့လေဒီလိုပေါ့လောင်ရတယ်ဆိုရင်လောင်လိုက်ကြည့်ရင်ကြည့်လိုက်ပြီးရင်ပြီးလိုက်အားလုံးကိုဘွားနဲ့ကိုဘာဆိုမျိုးတော့ဖြောပြေးသမားရေကိုတိုးဆောင်လို့ပြီးပြီးလို့ဆဲလို့ပဲခံယူရတဲ့အတွက်ကျေးဇူးတင်တယ်ဒီကမမိတူကိုကြည့်ပေးပါတစ်ခွက်လုံးလည်းအများကြီးစူးစမ်းထားတယ်ပေါ့နော်အိုက်ကားရက်ခဲတောက်လျှောက်မှာလည်းစိတ်ချမ်းသာခဲ့ရပျော်ရွှင်ခဲ့ရပါတယ်ဟုတ်ကိုရင် မိမနဲ့ပို့ပါဘယ်လိုတက်အိမ်လေးမှာတူတူထားကျင်ရတာလဲငါလည်းအဲ့ဒုက္ခိတနဲ့အတူတူနေကြမှာမလားမင်းအမေကိုပြန်တောင်းမယ်အခုတောင်းမယ်အွန်စင်းပေါ်မှာရောဒီအိုက်ရှိတဲ့ချိန်မှာလိမ်မာတယ်ပြောစကားနားထောင်တယ်ပြောမုတ်စားတာတူကြတယ်။ဒါရှောက်မုတ်စားကြ။မျိုးပေါ်ကမှမျိုးဘူးမှမဖြစ်စီဘူး။တေကြတော့လုံးဝအိုက်ဆွဲ။ကိုက ကိုကိုဘွားမှာတေကြရတဲ့ခုကအဲ့လိုမျိုးရက်တောက်ဖို့တိုက်တွန်းတာဗိတ်တောက်ဖို့တိုက်တွန်းဘာပဲဖြစ်ဖြစ်မကောင်းတာကိုလုပ်ဖို့ဘယ်သူမှမတိုက်တွန်းဘူးပြီးတော့လုံးဝလည်းမကြိုက်ဘူးအားလည်းမပေးဘူးပြဘယ်ရာဖြစ်ဖြစ်အဲ့လိုအစွဲဆိုတာဘယ်ချစ်ဆွဲမုံဆွဲဘယ်ဆွဲမှမကောင်းဘူးဘယ်သူမှလည်းဘာမှလည်းမဆွဲလန်းစေချင်အာမျိုးရဲ့အချက်ပါဆိုတော့ကာရတာရလောက်တာမှန်မှန်အဲ့လို၎င်းနေတော့အဲ့လိုသူတို့လောက်တာတော့မလုပ်စေချင်ဘူးပေါ့ဘာလည်းလုံးမဟုတ်လို့လည်းမဆွဲသွားမှဆွဲနေတာ ။ဒါပြီးတော့ကလေးတွေပဲလေ။ကိုကိုသမီးရောမဟုတ်ဘူးပေါ့။ဒါမှလည်းကိုသမီးလေးလိုပဲအားလုံးချစ်တယ်။ကြိုက်လားဆိုလို့ရှိရင်တော့မျိုးကလုတ်တက်ပါတယ်အားလုံး။ဒါမှဘဲမှမဆွဲလန်းအောင်ပစ္စည်းဥစ္စာလည်းမဆွဲလန်းဘူး။ဟိုပေါ့တက်ရှိကိုလည်းမဆွဲလန်းအောင်တက်မဲ့ကိုလည်းမဆွဲလန်းအောင်။ဟိုတက်မဲ့တဲမှာတော့အဲ့လိုဟိုတက်ရှိတဲမှာတော့အရန်ချစ်ပါတယ်မဖြစ်မနေဆိုတာတော့အမေနဲ့တားနဲ့ပဲပေါ့နော်ဒါကကြတော့ သူတို့အတွက်မျိုးကမရှိမဖြစ်ပေါ့နော်။သို့ပေမဲ့လည်းတေဝိုင်းရင်တော့လည်းထားထားခဲ့ရမှာသူတို့ဘယ်လိုပဲရှင်းတန်နိုင်မှာပဲ။သို့ပေမဲ့ရှိရဲ့အချိန်မှာတော့အမေကောင်တမီကောင်ဖြစ်အောင်ရှင်းတန်ပေးတာပဲရှိရဲ့။အဲ့တော့တခုခုကိုဆွဲလန်းလာဆိုမျိုးဘာမှမဆွဲလန်းအောင်။ဘယ်ရာမှမဆွဲလန်းတတ်တာအမျိုးအချင်းအဲ့ဒါရောကြာတော့တခါကျအဲ့လိုပြောရင်လူတွေကခံနိုင်မှရှိဘူးတကယ်မဆွဲလန်းတတ်တာ။ဒါဆိုအဲ့ဟာဆွဲလန်းအရင်ဆွဲလန်းပြီးတော့ကိုမကိုငါမငါငါတော့ဆိုတော့အလုံးအတ္တတွေပဲ။ အရင်ကကြတော့အရင်ကကြတော့ကိုကိုကိုအဲ့ဒါဟုတ်လာရင်ထင်တာအရင်ချစ်တတ်တယ်ထင်တာမဟုတ်အဲ့အတ္တကြီးကိုတတ်မှတ်တာအဲ့အတ္တကြီးကိုလိုချင်တာကိုလိုပါမဆွဲလန့်တော့အရင်ချစ်တတ်တဲ့သူရဲ့အတ္တကြီးတတ်တာမဟုတ်ပါဘူးမျိုးအဲ့လိုကြီးမချစ်တတ်ပါဘူးမျိုးကမျိုးကတာဝန်ယူတတ်တာတာဝန်ယူတတ်တာတဲ့လား responsibility ကောင်းတာပြောတာဟုတ်လို့ချစ်တယ်လို့ပြောပြီးချစ်တယ်လို့ပြောပြီးတော့ကိုကိုအကြီးပဲလိုချင်တာကိုအကြီးပဲဖြစ်ချင်တာကို့အတွက် သူကငါကတော့ချစ်လိုက်ရတာငါကတော့ပေးဆက်လိုက်ရတာငါကတော့လှုပ်ပေးလိုက်ရတာသူ့ဘက်ကဘာမှပြန်မလာဘူးဆိုတာဟာအတဖြစ်သွားပြီအချစ်တာတကယ်ချစ်တယ်ဆိုရင်အဆုံးဆုံးအထိကောင်းနိုင်ရတယ်တဲ့အဲ့တော့တစိမ့်တယောက်ပေါ်တော့အဆုံးဆုံးအထိကိုကိုကမကောင်းမဲ့ကိုကောင်းဖို့ဆိုတော့မလွယ်ဘူးကို1နေရထွက်တဲ့လူကို့ကိုမွေးထုတ်ပေးခဲ့တဲ့အမေအမေနဲ့သားကိုတော့ဒါအဆုံးဆုံးအထိပြောကောင်းသွားမှာပါအဲ့ကြည့်ပေးကြပါလောင်ကြပါဦးဩ ဖြော်ပြရေးနေတယ်ပဲជីជីဘယ်လိုပဲជីជីအချိန်ပေးပြီးတော့ဒုက္ခကြီးရှူအားပေးပြည်သက်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းစူးစမ်းထားပါတယ်တင်းမွက်ကောင်းကောင်းနဲ့ဒီကလေးရိုက်ခဲ့တဲ့အချိန်မှာလည်းပျော်ရွှင်ခဲ့ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်